ရတော်ဥသောတိကမောင်မြိုင်တော်ရရဲ့စိတ်ချမ်းသာအောင်လုပ်နေခြင်းချုပ်ဤစာကိုဆရာတော်ရဲ့စိတ်ချမ်းသာကိုလိုရင်းမှာဇာတ်ကနေကမ်းလို့ဖတ်ပြတာပဲဖြစ်ပါတယ်ရှင်။ဤစာကိုဖတ်ရှုခြင်းပြုပါရင်ဆရာတော်အားယုတ်ဒီလေးမြတ်စွာလျှောက်ထားတတ်ပါလိမ့်ဗျာ။စိတ်ချမ်းသာအောင်လုပ်နေခြင်းချုပ်စိတ်ချမ်းသာခြင်းရင်အလိုဆန္ဒတွေကို ထိမ့်သိမ်းပါအလိုဆန္ဒမပြည့်တာဟာစိတ်ကိုမချမ်းမသာဖြစ်စေတယ်။ လူစံနာတွေဟာသူ့လူလူပြည်လာတာမဟုတ်ဘူးကိုကဖြစ်အောင်လုပ်ယူရတယ်အဲ့ဒီလိုလုပ်ရင်းနဲ့အဆင်မပြေမှုတွေကြောင့်ရတယ်အဲ့ဒါစိတ်ကိုပင်ပန်းစေတယ်အလိုစံနာတွေများတဲ့သူကအလိုစံနာတစ်ခုပြည်လို့စိတ်ချမ်းသာရတာကမကြခင်မပြည့်တဲ့အလိုစံနာတွေကြောင့်စိတ်မချမ်းမသာဖြစ်ရပြန်တယ်အဲ့တော့အလိုစံနာများလေအလိုမပြည့်တာလည်းများလေဖြစ်လို့စိတ်ချမ်းသာတဲ့အချိန်နေတယ်တချို့အလိုစံနာတွေပြည့်ဖို့လုပ်ရတာပြောစရာကောင်းပါတယ် အလိုဆန္ဒကြောင့်လုံခြုံကံကျင်စိတ်ဖြစ်တယ်တက်ကြွတယ်အားထုတ်တယ်အဲ့ဒါကောင်းပါတယ်အဲ့ဒီအလိုဆန္ဒဖြစ်အောင်လုပ်ရတော့မှလည်းစိတ်ချမ်းသာတယ်နောက်တော့လည်းရည်ရှိစိတ်ချမ်းသာမှုရတယ်အဲ့ဒီအလိုဆန္ဒပြည့်လို့သူ့အကျိုးကိုရည်ရှိခံစားရတယ်ဆိုရင်ကောင်းပါတယ်အချိန်ရှိသရွေ့အလိုဆန္ဒတွေအကြောင်းမဲစဉ်းစားနေရင်တော့မကောင်းတော့ဘူးအလိုဆန္ဒဟာစိတ်ကိုအနာမပေးဘူးအလိုဆန္ဒတွေကအလိုဆန္ဒတွေများတဲ့သူကစိတ်အနာမရဘူး ခုအလိုဆန္ဒထဲမှာခုစိတ်ချမ်းသာဖို့သူများစိတ်ချမ်းသာဖို့ဆိုတာပါတဲ့နဲ့အဲ့ဒါကိုဦးစားပေးတဲ့နဲ့လူတိုင်းတကယ်လိုချင်တာကစိတ်ချမ်းသာမှုပါစိတ်ချမ်းသာအောင်လုပ်တဲ့ဤတဲမှာကိုယ်စိတ်ကိုတည်ပြီးတော့ချိန်ပြီးတော့စိတ်ချမ်းသာနေတာကို ပြန်အာရုံပြုတဲ့ဤကအယိုးဆုံးနဲ့အကောင်ဆုံးဒီပဲ။ ဓမ္မကိုစိတ်ကိုကြည်ကြအောင်လေ့ကျင့်မှာစိတ်ချမ်းသာလာတဲ့အခါစိတ်ချမ်းသာနေတယ်ဆိုတာကိုပြန်သိနေပါ စိတ်ချမ်းသာနေတယ်စိတ်ချမ်းသာနေတယ်ပေါ့အဲ့ဒါလိုလောက်တာများလာရင် စိတ်ကိုသိလိုက်တာနဲ့စိတ်ချမ်းသာလာမယ်အဲဘာမှအပေါ်မလောက်ရတဲ့အထိုင်ရင်းနေပဲစိတ်ကိုသိတဲ့အနည်းနဲ့တရားအားထုတ်တာကိုအလေ့ကျင့်လုပ်တဲ့သူကိုနောက်ထပ်ဘာမှပြောမှမလို့တော့ဘူးဒီအချိန်မှာပဲဖြစ်ဖြစ်စိတ်ကိုသိလိုက်ပြီး စိတ်ချမ်းသာအောင်နေလိုက်လို့ရတယ်ပြင်ပအကူအညီဘာမှမလိုတော့ဘူးအဲ့ဒါကလွတ်လပ်တဲ့မိခွန်းမှုကင်းတဲ့စိတ်ချမ်းသာနေပဲအချိန်မရွေးနေရာမရွေးရနိုင်တယ်ဘယ်သူနဲ့မှအပေါ်ညှိစရာမလိုဘူးဘာမှမကုန်ဘူးစိတ်ကိုစိတ်နဲ့ချမ်းသာအောင်လုပ်တဲ့နည်းကစိတ်ဓာတ်ကိုပိုးပြီးခိုင်မာရင်ကျက်စေတယ်အသိဉာဏ်လည်းပုံမြင့်လာတယ်စိတ်ဓာတ်ခိုင်မာရင်ကျက်တဲ့သူဖြစ်လာတယ်ကိုယ်ကိုယ်ပဲပြည့်စည်ကမှမလွန်မှုနိုင်ဘူးဘယ်သူကမှလည်းမလွန်မှုနိုင်ဘူး ပြင်ပကိုမိကိုပြီးမှရတဲ့စိတ်ချမ်းသာမှုကစိတ်ကိုအားရော့စေတယ်။ကိုယ့်ကိုစိတ်ချမ်းသာမှုပေးနိုင်တဲ့အရာဟာကိုယ့်ကိုစိတ်စင်ရဲမှုလည်းပေးနိုင်တယ်။စိတ်ကစိတ်ကိုချမ်းသာအောင်လုပ်နိုင်ရင်ကိုယ့်စိတ်ချမ်းသာမှုကကိုယ့်ပေါ်မှာပဲပူတည်တယ်မရမှာမပူတော့ဘူး။ဘာပဲလုပ်နေလုပ်နေမကြမကြစိတ်ကိုတည်ပြီးတော့စိတ်ချမ်းသာအောင်နေတဲ့အချိန်ကိုလုပ်ပါ။တခါရသွားရင်နောက်တွေ့လာမယ်ကြာကြာလုပ်လေတွေ့လီပဲ။ အလုပ်ကိစ္စရတွေမှာစိတ်ကနစ်နေတဲ့အခါမှာစိတ်ချမ်းသာမှုကိုမေ့သွားတယ်။စိတ်ချမ်းသာအောင်နေမယ်လို့ဆုံးဖြတ်ထားပေမဲ့မေ့နေလို့အလုပ်လုပ်နေရင်လည်းအလုပ်တော့ကာကစိတ်ကိုလွှမ်းမိုးနေတယ်။ဒါကြောင့်စိတ်ကိုတည်ပြီးစိတ်ချမ်းသာအောင်နေဖို့မမေ့အောင်လုပ်ပါ။ကိုယ်ပံဝင်ခြင်းမှာမြည်တတ်တဲ့အတန်တစ်ခုခုကိုအမှတ်တင်ရတာဖြစ်နေတော့ကစိတ်ပင်ပန်းလာတာနဲ့စိတ်ချမ်းသာမှုဘက်ကိုလှူလို့သွားအောင်လေ့ကျင့်ပါ။စိတ်ချမ်းသာအောင်နေတာကိုလေ့ကျင့်ယူရမယ်။မမေ့ဖို့ပဲလိုတယ်။တတိယတိုင်းစိတ်ကိုချမ်းသာမှုဘက်ကိုလန်တက်ပေးပါ။ စိတ်ချမ်းသာတဲ့သူကအတိတ်ပဲရှိတဲ့ဘာသာရေးယုံကြည်မှုရှိတယ်။ဘာသာရေးကြောင့်စိတ်စင်းရဲတာတော်တော်များတယ်။ဘုန်းကြီးငယ်ငယ်တုန်းကကြောက်အောင်ခြောက်လိုက်တဲ့ဘာသာရေးကိုတိတ်မုန်းတယ်။ငယ်တွေကြောင့်ကြားခြင်းမှုယုံနဲ့မယုံဘူး။ကြောက်နေမှလူခန့်သူကဖြစ်မယ်လို့မယုံကြည်ဘူး။စိတ်ချမ်းသာစေမဲ့တဘာဝကြတဲ့ဘာသာရေးကိုပဲလိုချင်တဲ့ဒါကြောင့်စိတ်စင်းရဲစရာကိုမယုံဘူး။စိတ်ချမ်းသာစရာကိုပဲယုံတယ်။ ဆန်းနေရတီးတာကိုလေ့ကျင့်သလိုလေးပြတာကိုလေ့ကျင့်သလိုစားရတာကိုလေ့ကျင့်သလိုစိတ်ချမ်းသာနေတာကိုလည်းအဲလေ့ကျင့်ဖို့လိုတဲ့အစမှသူ့ကိုအချိန်ပေးပြီးတည်တည်ချာချာလေ့ကျင့်မှာစိတ်ထဲမှာပြောင်းနေတယ်လို့လုပ်ကြည့်ပါမျက်နာကလည်းမတိမတာပြောင်းတယ်လို့ဖြစ်လာမယ်မတိမတာပြောင်းတာကောင်းတယ်ပြောရင်ပြောတယ်တဲ့ပြောချင်ပြောမှာမကြမကြပြောမှာပြောကြတခုခုကိုတွေးကြည့်ပါနည်းနည်းပြောလာတယ်အဲပြောလာတာကို ပြန်တိပါပြောတာကိုတိတာကိုလည်း လောက်တာကလည်းပေါ့နော်တည်အောင်လောက်တာကလည်းတရားအထုတ်တာပါပဲ။နောက်စိတ်ချမ်းသာမှုအကြောင်းကိုပြောပါ။တခြားအကြောင်းအရာမျိုးစုံကိုပြောကြတယ်ရုပ်ရှင်အကြောင်းဘောလုံးပွဲအကြောင်းပစ္စည်းအကြောင်းဝေးကြီးအကြောင်းဒါမဲ့ကို့ဘဝမှာအရေးကြီးဆုံးကိစ္စမပြောဖြစ်ကြဘူး။အဲတော့ကို့မိသားစုမိတ်ဆွေတွေနဲ့စိတ်ချမ်းသာမှုအကြောင်းကိုပြောတာသိအချိုးများတယ်။ဘယ်လိုစိတ်ထားရင်စိတ်ချမ်းသာမလဲ။ဘယ်လိုမြင်ရင်စိတ်ချမ်းသာမလဲ။ဘယ်လိုတွေးရင်စိတ်ချမ်းသာမလဲဆိုတာဆွေးနွေးတဲ့နဲ့ ဘယ်လိုလုပ်ရင်တော့စိတ်စင်းရမယ်ဘယ်လိုလုပ်ရင်တော့စိတ်ချမ်းသာမယ်ဆွေးနွေးပါမကြမကြပြောနေမမေ့တော့ဘူးဘယ်ရာပဲဖြစ်ဖြစ်မေ့နေရင်အမရှိတယ်လို့ပဲသတိရမှရှိတယ်စိတ်ချမ်းသာမှုအကြောင်းကိုပြောတဲ့အခါစိတ်ချမ်းသာစရာဖြစ်အောင်ပြောပါပြောပြောရွှေရွှေမှုရာအတန်းနဲ့ပြောပါတချို့လူတွေကမပြောလို့ပြောရွှေမှုအကြောင်းကိုပြောခြင်းပြောရွှေမှုအကြောင်းကိုပြောမှမပြောတာကပေါ်လာတယ်ဒါကြောင့်မလိုလို့ရင်ပြောမယ်စိတ်ချမ်းသာမယ်ဆိုတာကိုဦးစားပေးပြီးပြောတဲ့နေ စိတ်ကိုပျော်တဲ့ဘက်ကိုသွားအောင်လမ်းတဲ့ပေးတယ်လို့ဖြစ်ရမယ်။နောက်အတွေးတွေကိုသတိထားရမယ်။ဘာမှမတွေးပဲကြာကြာလေးနိုင်ရင်ကောင်းတယ်။တွေးတဲ့အခါမှာလည်းကိုတက်နိုင်တာလောက်နိုင်တာကိုပဲတွေးရမယ်။စိတ်ချမ်းသာစရာကိုတွေးရမယ်။မတက်နိုင်တာစိတ်ဆင်းရဲစရာတွေကိုမတွေးရဘူး။တက်နိုင်တာကိုတွေးမှစိတ်ချမ်းသာမယ်။နောက်အေးချမ်းသာရတဲ့နေရာကိုအလှည့်သွားရမယ်။ တခါတလေအလောက်ကျောင်းနေအိမ်ကျောင်းနေကိုမိထားလိုက်တာကောင်းနေ။နောက်စိတ်ချမ်းသာမှုကကို့ဘဝမှာအရေးကြီးဆုံးဆိုတာမမေ့ရဘူး။ရာရာတိုင်းကစိတ်ချမ်းသာမှုရဖို့လုပ်နေတာ။ဒါတော့ကို့ကိုရေရှည်စိတ်စင်းရမယ်ကိစ္စရေရှည်စိတ်စင်းရမယ်သူဒီလိုမျိုးတွေကိုရှောင်ရမယ်စိတ်ချမ်းသာစရာတွေကိုရွေးလုပ်မယ်။ဂျီလီအေဂျင့်နဲ့မျက်နှာနဲ့နေတဲ့အချင်းကိုလုပ်ရမယ်။နောက် အဲ့တခါတလေစိတ်မကောင်းဖြစ်တဲ့ခါလည်းရှိမယ်ပေါ့နော်အဲ့ဒီခါမှာကိုယ်ခံစားရတာကိုပြောချင်တယ်ပြောဒါပေမဲ့တကယ်ဖြစ်နေတာကိုအဲတကယ်ဖြစ်နေတာတဲ့ပူဆိုးနေတယ်လို့ထင်အောင်မပြောနဲ့အပူလိုမရှိပြောရမယ်မိစေတဲ့ယောက်ကစိတ်မကောင်းစရာအခြေအနေတခုခုကြုံရလို့ကိုယ်ကိုပြောတဲ့ခါမှာလည်းအေးစစ်စစ်ပဲနားထောင်အဲစိတ်စည်းရဲတဲ့မူရနဲ့နားမထောင်နဲ့သူစိတ်စည်းရဲလို့ကိုယ်ပါလိုက်ပြီးစိတ်စည်းရဲလိုက်တာကဘယ်သူ့အတွက်မှအကျိုးမရှိဘူးအဲသူများတွေစိတ်ညစ်စရာလို့ယူဆတဲ့ကိစ္စကိုကိုယ်ကအေးအေးစစ်စစ်နဲ့ကန်တွယ်ဖြေရှင်းဖို့ကြိုးစားမယ် ယ်ဘာလို့ရမလဲမသိတော့ဘူးဆင်းရဲလိုက်တာဆိုတဲ့စကားတွေမပြောနဲ့မပြောတာကောင်းတယ်။နောက်ကို့ဘဝချင်းတွေကိုဘယ်သူမှမမနိုင်ရှင်နဲ့တကယ်လို့နိုင်ရှင်ရမယ်ဆိုရင်တောင်မှပဲဒီကို့လောက်စင်မပြေတဲ့သူတွေနိုင်အဲ့ဒါစိတ်ချမ်းသာတယ်။နောက်အကမြင်တဲ့စိတ်ကိုမွေးမဖန်ခွက်ထဲမှာရေတဝဲပြည့်နေရလားရေတဝဲညှော့နေရလားပေါ့နော်တဝဲတီတီပြည့်နေရလို့ပဲတွေးပေါ့စိတ်စင်းရပြီးမှရတဲ့ငွေကိုလည်းမလိုချင်တဲ့စိတ်ချမ်းချမ်းသာသာနဲ့ငွေရှာစိတ်ချမ်းချမ်းသာသာနဲ့တော့အဲ ခုမှသုံးလအဝင်ငွေရှိရင်နောက်ထပ်ရတဲ့ငွေကစိတ်ချမ်းသာမှုကိုတကယ်ထောက်ကူပေးမှကောင်းတယ်ငွေပိုရပြီစိတ်ပိုစင်းရအတိတ်ပဲမရှိဘူးငွေပိုအချိန်ပိုရင်ပညာလည်းရပြီးတော့မှပြောတာလဲမြမြလို့လို့ရသွားတယ်ငွေကုန်မိကျမ်းမာကြီးထိခိုက်တာမလုပ်နဲ့ကိုเจ้าကိုကောင်းတာရှာတွေးသူများเจ้าကိုလည်းကောင်းတာရှာတွေးကောင်းတာပဲရှာတွေးရင်စိတ်ချမ်းသာတယ်ဘုရဲ့အတူမြင်နေရဘူးလေဘုပဲအဲ့တော့ကိုကိုကိုချစ် ကိုကိုကိုစိတ်ချမ်းသာကြရပဲပြောတခြားကိစ္စတွေမှာမအမြင်ရှိပါစေစိတ်ချမ်းသာအောင်နေတတ်တယ်ဆိုရင်အန္တအောင်မြင်တယ်လို့ပတ်မယ်စိတ်ချမ်းသာမှုကအကြီးမားဆုံးအောင်မြင်မှုပဲစိတ်ချမ်းသာအောင်နေတဲ့သူကတာဝန်ကျေတယ်စိတ်ချမ်းသာအောင်နေတဲ့တာဝန်မကျေဘူးသူများကိုစိတ်ချမ်းသာစေချင်ဘူးကအရင်ဆုံးစိတ်ချမ်းသာနေမှဖြစ်မယ်အစိမ်းချမ်းသာတဲ့သူကဝင်တော့ဝင်ဖို့လိုဖြစ်နေတယ်။သူ့ကိုတခြားတရားရောက်ကစိတ်ချမ်းသာအောင်လုပ်ပေးနေရမယ်။ အဲ့တော့အဲ့ဒီတောင်းရင်ဘယ်သူမှမမြင်ယူနိုင်ဘူးလေအဲ့တော့ကိုယ်စိတ်ချမ်းသာမှုကိုကိုယ်ပဲတောင်းရင်ယူရမယ်စိတ်ချမ်းသာမှုကရာရာတိုင်းထက်ပိုကောင်းတယ်ယာတုထက်လည်းပိုကောင်းတယ်အာနာထက်လည်းပိုကောင်းတယ်ရွှေငွေရင်နာထက်လည်းပိုကောင်းတယ်ကြောက်ကြမှုထက်လည်းပိုကောင်းတယ်အကြပါရေးရှိရှိစိတ်ချမ်းသာမှုမှမရှိရင်ကိုယ်အဲ့ဒီရှိရတွေကဘာတွေပဲမှမရှိဘူးတခုပဲသတိထားမှာကကိုယ်စိတ်ချမ်းသာဖို့သူများကိုစိတ်မစင်းရဲစေရဘူးကိုယ်မိသားစုနဲ့ကိုယ်မိတ်ဆွေတွေကကိုယ့်အတွက်စိတ်ချမ်းသာစေရ အကောင်းဆုံးမဲဒါကြောင့်မိတ်ဆွေနဲ့မိသားစုတွေအတွက်ကိုလည်းအချိန်ပေးရမယ်။အတိအမြင်မှန်အောင်တဘာဝကြောင့်အောင်စိတ်ချမ်းသာအောင်ဆွေးနွေးပြင်စိတ်ပူချမ်းသာတဲ့ဒါကို well-being therapy လို့ခေါ်ရတာလို့ပြောလို့ရတယ်။ဒီတစ်ခါတလေနေကောင်းနေပါတယ်။ဘာယောဂမှမရှိဘူး။ဒါမဲ့နည်းနည်းအားနဲ့နေတဲ့နှုံးနေတဲ့အဓိကမှာအားစီးစားရတယ်အဲ့လိုပဲဘာမှကြီးမားတဲ့ပြဿနာမရှိဘူးဒါမဲ့နည်းနည်းစိတ်ထဲမှာအားနေနေတယ်အစိတ်စင်းရနေရတာမဟုတ်ဘူးအဲ့ဒီခါမှာ ။ညာဝါဘီသရဘီလို့ခုလို့တဲ့စိတ်ချမ်းသာဘလို့မြင်တဲ့နယ်ဘလို့သဘောထားတဲ့နယ်ဆိုတာကိုပညာသင်တယ်လို့သင်ယူတဲ့နယ်ငငယ်ကလေးကသင်ထားရင်ဘူကောင်းတယ်။ဂျေဇူးတင်တဲ့သူကစိတ်ပူချမ်းသာတယ်။ကိုကရှိနေတာတွေကိုတွေးပြီးဝမ်းသာတဲ့သူကစိတ်ပူချမ်းသာတယ်။ကိုကဘာရှိနေလဲပြန်စဉ်းစားမကြမကြစဉ်းစားကိုကမရှိတာနဲ့သူများမှရှိတာတွေကိုတိုင်းရှင်ပြီးမစဉ်းစားနဲ့။သူများမှရှိတာတွေအဲ့တိတ်မတွေးနဲ့။ ။နောက်ကိုလှုပ်ချင်တဲ့ခေါင်းထဲလှုပ်ဒီကိုတွေးဒီနာကောင်းကောင်းနဲ့အကူအညီပေးဖို့စဉ်းစား။ကိုချင်းစားပြီးပြောကိုချင်းစားပြီးတွေး။အဲဒုက္ခနဲ့တွေးခဲ့တာတွေပြန်တွေးပြီးဒီလိုတွေးကြုံနေကြမလို့သိညာတိုးလာတယ်။စိတ်ထားတွေမြင့်လာတယ်။စိတ်တွေထားရလာတယ်ဆိုတာကိုပြော။နောက်ပို့ပြီးတော့ဘလို့အဆင်ပြေအောင်လုပ်မယ်ဆိုတာကိုပဲစိတ်ကူးထားရမယ်။နောက်ခွင့်လွှတ်နိုင်တဲ့သူကစိတ်ချမ်းသာတယ်စိတ်ပူချမ်းသာတယ်အဲ့ဒီအကြောင်းကိုအဲခွင့်လွှတ်ခြင်းဆိုတဲ့အကြောင်းမှာဖတ်ကြည့်လို့ရတယ်ပေါ့နော် ေကောင်းတာတွေဖြစ်မယ်လို့ပဲမျှော်လင့်အဆိုးတွေဖြစ်မယ်လို့မျှော်လင့်နေဘလို့လုံးစိတ်ချမ်းသာမှာမယ်ကောင်းတာကိုလုပ်မယ်ကောင်းတာလည်းဖြစ်မယ်လို့လည်းမျှော်လင့်ထားရမယ်နောက်လူမှုရေးကွန်ရီပေးတဲ့အလုပ်ကိုလည်းတက်နိုင်သလားတော့စိတ်ချမ်းသာတဲ့သူတော်တော်များများကလူမှုရေးကွန်ရီလောက်တာကိုတော်တော်စိတ်ပါကြတယ်ဇီနာမန်နဲ့အဲကောင်းတာလုပ်မယ်ကိုကြောင့်သူတော်ဘာမှအဆင်ပြေသွားမယ်ဒါဆိုရင်ဝမ်းသာစရာကောင်းတယ် ခုကောသူများနဲ့နိုင်ပြီးစိတ်ပြတ်နေတဲ့အတွင်းမျိုးတွေမတွင်းနဲ့လူတော်ရဲများစိတ်ဆင်းရခြင်းကြောင့်ကအဲ့လိုသူများနဲ့နိုင်စီမီကိုကညံ့နေဒီလိုတွေးလို့ကိုကပြိုင်မဲ့လို့သဘောထားတဲ့သူကကိုထက်တာဆိုရင်စိတ်ဆင်းရဲတယ်ခုံတိတ်ခါကြတယ်ဒီလိုထင်တာရှုံးတယ်ဒါကြောင့်အာသူများစီမီတာဝမ်းသာတဲ့စိတ်ထားရမယ်မူတီတာပွားရမယ်ပေါ့နော်ဘယ်ကိစ္စကိုပဲဖြစ်ဖြစ်စိတ်ချမ်းသာအောင်အိဗယ်ကောက်ရမယ်စိုးတဲ့ကအကောင်ရအောင်လုပ်တယ်လို့ကိုကောက်ယူပါမယ် ကိုဝါဒနာပါတာကိုယ်ရည်ချင်းနဲ့ကန့်ညီတာပညာလဲရတာကိုလုပ်ဖို့အမြဲစီစဉ်ရမယ်။အမြဲလုပ်ရမယ်။ကိုယ်ရည်မှန်းချက်ပန်းနိုင်အောင်ပန်းနိုင်ရအောင်နေ့တိုင်းလုပ်နေရတဲ့သူဖြစ်ရမယ်။ကိုယ်ရည်မှန်းချက်ကိုစဉ်စဉ်ပိုင်းထားပြီးတော့မကြမကြလဲဘယ်စင်းရောက်နေပြီလဲဒီလိုမျိုးတိုင်းတာပြီးတော့စစ်ဆေးဖို့လိုတဲ့အတက်စင်ပြီးတိုင်းပြီးတိုင်းကလည်းပုံပြီးစိတ်ချမ်းသာပါမယ်။နောက်ကိုကကိုကူးမယ်။အဲကိုဘာလုပ်မယ်ဆိုတာကိုဟာကိုဆုံးဖြတ်ကိုတက်လာသလားကိုဟာကိုလုံးတက်အောင်လေးလား။ ူမြောက်အားကိုးရတာကြာလီနဲ့လေဖြစ်အောင်လို့အခုဘဝမှာကောင်းနိုင်ဖြစ်အောင်လှုပ်ထားနိုင်တဲ့သူကပို့ပြီးစိတ်ချမ်းသာတယ်။နောက်အင်းချင်းရှိတဲ့သူကပို့စိတ်ချမ်းသာတယ်။မတိဘူးမတက်ဘူးလို့ပြောရတာလေ။စိတ်ချမ်းသာစရာကောင်းတယ်။အဲစိတ်ရဲ့တဘာဝကိုကသိကျင်တဲ့စိတ်ရှိတယ်လေ။ဆိုတဲ့အခါကျတော့သိကျင်စိတ်အားကြီးတဲ့သူ၊သိရအောင်လေ့လာနေတဲ့သူ၊စမ်းသပ်နေတဲ့သူတနည်းထက်တနည်းအသိအမြင်တိုးတက်နေတဲ့သူကအသက်ဝင်းနေတယ်။သိရတာပြောစရာသိကောင်းတယ်။အဲကြောင်လေးတွေကိုကြည့်နော်။နေရာနှံ့ကိုသူတို့စူးစမ်းနေတယ်။သူတို့မှသိကျင်စိတ်သိအားကြီးတယ်။ နာအရက်ဆွဲတာမူရစီဆွဲတာမျိုးမဖြစ်အောင်စကြဲကကာကိုမလုံးနဲ့အဲ့ဒါလိုတစ်ခုခုကိုဆွဲမိရင်စိတ်ချမ်းသာမှုမရမှန်းဘူးမကောင်းတဲ့အခြေအစိုးတွေမဖြစ်အောင်ရှောင်းအခြေအစိုးမှန်တယ်များကလွတ်လပ်မှုကိုဖျက်ဆီးတာဘုံတိတ်ကအကြစေတယ်လူလူချင်းရင်းနှီးမှုကိုဖျက်ဆီးတယ်အခြေမကောင်းတဲ့သူနဲ့အဲသူအချင်းချင်းကိုပေါင်းလို့ရရင်မယ်လေအဲ့လိုပေါင်းတာကစိတ်ချမ်းသာမှုမရစေဘူးကောင်းတာကိုအတူတူလုပ်ရတာအဲပိုပြီးပြောစရာကောင်းတယ်တိတ်ပြောစရာကောင်းတယ် ဲ့တော့မကောင်းတာကိုတူတူလုပ်တာစိတ်မှန်နဲ့ပြောရှင်မှုမရဘူးပေါ့နော်အဲ့တော့မကောင်းတာလုပ်တဲ့သူတွေကလေတရားကိုတရားလဲစိတ်ချလက်ချမယုံကြည်ချဘူးလူလူချင်းမယုံကြည်မှုကလည်းစိတ်ကိုပင်ပန်းစေတယ်အဲ့တော့ကောင်းတာကိုလုပ်ကြတဲ့သူချင်းချင်းတရားကိုတရားယုံကြည်ရတရားကိုတရားယုံယုံကြည်ကြည်ဆက်ဆံရတာစိတ်ချမ်းသာနေဒါကြောင့်စိတ်ချမ်းသာခြင်းရင်ကောင်းတာကိုတူတူလုပ်မကောင်းတဲ့အတံဝေဝံချောင်းမှုမဖြစ်အောင်အတံဝေဝံချောင်းမှုကိုလည်းတည်တည်ကြကြရွေးချယ်ပြီးစဉ်းစားမှားနေရအင်တန်မှရေးပါတဲ့ ဘောရဲ့အရေးပါတဲ့ဖြစ်ရဲ့အလုပ်ဖြစ်တယ်ဒါကြောင့်မလို့ဘောရဲ့အကောင်းဆုံးချိန်တွေကိုစိတ်ချမ်းသာတဲ့အလုပ်တွေလုပ်ပြီးတော့နေရမယ်။နောက်ခိုးရတဲ့လိမ့်တတ်တဲ့အကျင့်မဖြစ်အောင်စကြဲကဘယ်တော့မှမလုပ်နဲ့ဒါတွေကစိတ်ချမ်းသာအောင်နေလို့ရတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တို့ကြပါ